ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမတ်လ28ရက်ကငလင်တန်းကြောင့်ကျတူးချက်ပန်းချံအနီးကဆောက်လက်ဆအထက်30မြင့်အဆောက်အုံပြိုကျတာကြောင့်အလို့သမားတွေယာနဲ့ချီပိတ်မိပြီးထိခိုက်ဒဏ်ရာသူတွေအသက်ဆုံးရှုံးရသူတွေနဲ့ပျောက်ဆုံးသူတွေလည်းရှိနေပါတယ်။ဧပြီလ2ရက်မှာအမေရိကန်ကယ်ဆယ်ရေးအဖွဲ့ X-ray ကိရိယာနဲ့အပျက်စီးပုံတွေကိုပုံရိပ်ဖန်စကန်ဖတ်ရမှာအထက်18ထက်ကနေ21ထက်အထိအလောင်း80လောက်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ထိုင်းဘက်ကတော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေရဲ့အကူအညီနဲ့စတိုက်လှုပ်ဆောင်နေရလည်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့နောက်ဆုံးသိထားတဲ့အခြေအနေတွေကိုမြေပြင်မှာရောက်နေတဲ့ WAG မြန်မာလို့တမားကူညီစောင့်ရှောက်ရေးအဖွဲ့ဦးဆောင်သူကိုမုံနိုင်ကို TV သတင်းတော့ဇွဲတက်ကဆက်သွယ်မေးမြန်းထားပါရဲ့ရှင်။ဟုတ်ကဲ့မင်္ဂလာပါကိုကြီး။ဟုတ်မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ကိုအခုဒီဘန်ကောက် ိုက်ပြိုချမှုကုညီကယ်ဆယ်လုပ်နေတာခြားမြောင်နဲ့ရှိတာပြီဆိုတော့အခုလက်ရှိကုညီကယ်ဆယ်လုပ်နေတဲ့နောက်ဆုံးရအခြေအနေလေးတစ်ချက်လောက်ပြောပြပေးပါဦးခင်ဗျ။အာဒီနေ့ပေါ့နော်ဟိုဟာကျွန်တော်တို့အနည်းအနည်းလေးပေါ့နော်ဒါသူတို့ဘက်ကဒီနေ့ထုတ်ပြန်ထားတဲ့သတင်းမှကကျွန်တော်တို့ပျောက်ဆုံးသူကအောင်းမောင်းပေါ့နော်ဒီ60လေး6ယောက်ရှိတယ်လို့ဒီနေ့စာထုတ်လာတယ်။ပြီးရင်သေဆုံးသူကသေဆုံးသူကကျွန်တော်တို့85ယောက်ရှိသွားပြီ။85ယောက်ထဲမှာအာ main ကလေး အော်ယောက်ျားလေး၈ဦးမိန်းကလေး၆ဦးနောက်ကျန်တဲ့အမိမသိသူကတော့ရှိပါသေးတယ်လို့သူတို့ကထုတ်ပြန်ထားတာရှိတယ်။နောက်ပြီးရင်စေကူတာမှုကကျွန်တော်တို့၉ယောက်ရှိတယ်။ကျန်ရှိသူကဒီထဲမှာကျန်ရှိသူကအောင်းမောင်း80%ယောက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့အဲဒီဖြစ်စင်မှာအလိုတည်ဆုံတဲ့သူတွေပျောက်ဆုံးတဲ့သူတွေပြီးတော့ဒီတည်ဆုံးသူတွေကမှလည်းအထောက်အထားမရှိသူတွေလည်းပါတော့သူတို့အတွက်ကနိနာကြီးကိုဘယ်လိုမျိုးထိုင်းအနာပါနေဘက်ကစီစဉ်ဆောင်ရွက်ပေးနေလဲလဲသိချင်ပါတယ်ကိုဟုတ် အာကျွန်တော်တို့မလေးကညနေမှာဒီ time ဘက်ကတည်းကဝင်ထုတ်ပြန်ထားတာတော့အာကျွန်တော်တို့ဒီအခုပေါ့နော်ဒီထဲမှာ90နဲ့60ရောက်ဆုံးတဲ့ထဲမှာသူတို့ထုတ်ပြန်တော့တာတည်းရဝင်လို့တော့သူတို့ထုတ်ပြန်သွားတယ်ပေါ့နော်တည်းရဝင်ကိုလူတည်းဦးတုံးနေရင်ကိုသူတို့ဘတ်ဆက်ခဏသိအာနင်းလာကြည့်ပေးပါမယ်လို့သူတို့ကထုတ်ပြန်တော့တာရှိရဲအာကျွန်တော်တို့တွေကဒီထောက်ထားမရှိတဲ့လူတွေကိုသူတို့ဘယ်လိုဆောင်ရွက်ပေးမလဲဆိုရင်တော့ဒါတော့သူတို့အပေါ်လုံးဓာတ်လူပေးမယ်လို့တော့ အပြောသွားတာဆိုရင်ဒါပေမဲ့အဲဒီမဲ့အချိန်မှာကနောက်တစ်ခုသိချင်တာပေါ့နော်ဒါတော့ကျွန်တော်တို့ဒီမှာဒီတိုင်းမှာမေးဖို့မရတဲ့အပိုင်းလေးရှိတာပေါ့ကျွန်တော်သိချင်တဲ့အပိုင်းလေးမှာဘာသိတယ်လဲကျွန်တော်တို့ဒီထဲမှာတရားမဝင်တဲ့လုပ်သမားတွေရောသူတို့ဘက်ကဘယ်လိုကူညီဆောင်ရွက်ပေးမှလဲလို့ကျွန်တော်တို့ဘက်ကမေးထားပါတယ်အဲ့ဒါကိုလည်းဒါသူတို့ဘက်ကပြန်လဲပြီးတော့ဒီဖြည့်ရှင်းလာတာတော့အတရားမဝင်လုပ်သမားတွေပေါ်တော့အဲဒါခိုင်းရဲ့သူရဲ့ဥပဒေပေါ်ကြတဲ့အတိုင်းအန်တကူရရောပေးရမယ်လို့တော့ဒါသူတို့ဘက်ကထုတ်ပြန်သွားတာရှိပါတယ်ခင်ဗျ ဟုတ်ကဲ့အခုဒီလက်ရှိအချိန်ထိရောဒီထိခိုက်ဒဏ်ရာရတဲ့နေရာမှာမြန်မာရွှေပြောင်းလို့ဒါဘလောက်လောက်ပါဝင်နေဆိုတာသိထားရလဲကိုဟုတ်အာကျွန်တော်တို့ဘလောက်လောက်ပါဝင်တာလဲဆိုတော့ဆေးရဆေးရုံကတော့ဒါမင်းကကျွန်တော်တို့သွားတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီ၉ဦးထဲမှာမြန်မာလူမျိုးဘယ်နည်းလောက်ပါလဲဆိုတော့ဒါကျွန်တော်တို့မင်းကတွေ့လာတဲ့အချိန်မှာတော့မြန်မာလူမျိုး၄ဦးပေါ့နော်ကျွန်တော်တွေ့လာရတယ်ပေါ့နော်သူကဆေးရုံက၃နေရာဖွဲထားတာဖြစ်တယ်ဆေးရုံ၃နေရာဖွဲထားတဲ့အတွက်ကျွန်တော်ကြမ်းရှိနေတဲ့သူတွေကိုတော့သူအေးပေါ်သေးဟို ပေးမွေခိုင်းပြီးတဲ့အတွက်ကျွန်တော်တို့မသိရသေးပါဘူးဟုတ်ဒီကိုကတော့ကျွန်တော်သိပါတယ်ဒါပေမဲ့အရေးပေါ်တင်ထားတဲ့ဟာကြတော့ကျွန်တော်တို့ဒီဝင်လို့မရလာပါဘူးဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့အခုချိန်ထိဒီရှာဖွေကူညီကယ်ဆယ်လုပ်နေတဲ့ဒီနိုင်ငံတကာကူညီကယ်ဆယ်အဖွဲ့လည်းရောက်နေဆိုတော့အဲ့ဒီအခြေအနေလေးလည်းတစ်ချက်ပြောပြပေးပါအောင်ကိုဟုတ်အာနိုင်ငံတကာပြောကယ်ဆယ်လုပ်တဲ့အချိန်မှာတော့ကောင်းပါလေကျွန်တော်တို့ဒီဘာတွေလုပ်ထားလဲဆိုရင်အာအခုအခုဘာလုပ်ထားလဲဆိုရင်ကျွန်တော်တို့ဒီ အခုနိုင်ငံတကာကလည်းလာရောက်ကူညီဆောင်ရွက်ပေးတယ်နောက်ပြီးကျွန်တော်ဒီ time မှာပေါ့နော်ဒီသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့လည်းဒီပြည်သူ့အဖွဲ့အစည်းတွေကလည်းလုပ်ပေးတာကိုလည်းကျွန်တော်တွေးရပါတယ်ဒါမှမဟုတ်အားရပါတယ်ဘာလို့လဲဒီလိုမျိုးကူညီဆောင်ရွက်ပေးတာကိုလည်းကျွန်တော်တို့အားရဝင်တာဖြစ်နိုင်ပါဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမျိုးကယ်ဆင်ပေးတာလည်းဒါဘယ်လိုပဲဖြစ်ဖြစ်ဒါသိစံသမှုတော့ရှိတာပေါ့နော်။တော့ညီမပြင်းနဲ့ဆိုင်တော့ဘယ်လိုပွာတာပေါ့ဗျ။ ုတ်ကဲ့အခုရှာဖွေနေတဲ့နေရာမှာဒီပျောက်ဆုံးနေတဲ့နေရာမှာမြန်မာလူသားတွေဘယ်လောက်လောက်ပါတယ်လို့အကိုတို့သိထားလဲဗျအာကျွန်တော်တို့တွေကတော့သူတို့ဘက်ကတော့တရားဝင်တော့ထုတ်မပြန်ထားသေးပါဘူးခင်ဗျာဘာလို့တရားဝင်ထုတ်မပြန်သေးဆိုတာကကျွန်တော်ဒီသူကကျောင်းညီမပြည်သားတွေမှာပိုလမောင်းနေရှိတယ်။နောက်ပြီးဘော်ဒီဆက်ကြီးရှိတယ်။ဘော်ဒီဆက်ကြီးတွေမှာဆိုရင်တော့အာဒါကျွန်တော်တို့တွေတိုက်ထားတဲ့စည်ရင်းနဲ့ပေါ့နော်။ဒါကျောင်းကဖြတ်ပြလို့ပဲရတယ်။တချို့နေရာတွေမှာကျတော့ကျွန်တော်တို့တွေဒီဘော်ဒီပိုလမောင်းနေလုံနေတဲ့ဟာတွေကျတော့ ဖပြလို့မရသေးတဲ့အနေအထားဖြစ်နေတယ်အဲ့ဒါဆိုကျွန်တော်စီရင်ကြည့်ကြကြတော့ခိုင်းလို့မရအောင်ဖြစ်နေတယ်ခင်ဗျာဟုတ်ကဲ့ဆက်လက်ပြီးတော့ WAG နဲ့ဘယ်လိုမျိုးအလိုကူညီပေးတာလဲဆက်လက်ဆောင်ရွက်ပေးသွားမယ်ခင်ဗျာဟုတ်အာကျွန်တော်တို့အခုနေရာမှာဗားဆောင်ရွက်ပေးနေလို့တော့အာသူတို့ပကန်းစကွန်သွားဖို့ကိစ္စတွေမှာကျွန်တော်တို့လမ်းညွှန်ပေးတယ်နောက်ပြီးရင်အာဒီတိတ်ဆုံးသွားတဲ့သူတွေကိုအခုဒီအမှုဖွင့်ဖို့ပေါ့အခုသူတို့ဘက်ကဗားတွေပြောနေဆိုတော့လူစီရင်ကောက်နေပါပြီအဲ့အရာလေးကိုကျွန်တော်ဒီကပြောချင်ပါတယ် ။အော်ပြောချင်တာလေဆိုရင်အခုကျွန်တော်တို့နေမှာကမြန်မာနိုင်ငံအပြီးတော့တချို့မိသားစုအပိုင်းတွေကသူ့ရဲ့တာသမီတွေဒီမှာရှိတယ်။ဒါပေမဲ့ဒီမှာကျတော့ရှင်လို့မရှိရတဲ့သူတို့ကထောက်ထားမဲ့လို့ပုံစံဖြစ်နေတယ်။အဲ့အချိန်မှာသူတို့တွေကိုတောက်ဆုံးသွားတဲ့သူတွေကိုအမှုဖွင့်ပေးဖို့လူလိုနေတယ်ပေါ့နော်။အဲ့လိုအမှုဖွင့်ပေးတဲ့လူလိုတဲ့အတွက်သူတို့မြန်မာပြည်ကပြီးတက်လာမှာကံကံရှင်တွေရပြီဒီထိုင်းတွေကိုတက်လာမှာလား။ဒီအမှုကဖွင့်လို့ရမှာဖြစ်တယ်။ဒါမှလာသူကအကြည့်ပြုတ်မှာဒီလူတူပျောက်တယ်ဆိုတာကိုထိုင်းအာဏာပိုင်ကအကြည့်ပြုတ်ပေးမှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ မြန်မာနိုင်ငံမှာဖြစ်ဖြစ်ဒီ China မှာရှိနေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့အများဆုံးဒီကိုလာခဲ့စီတင်လဲလာပြီးမှပလေယုံမှာပေါ့နော်ဒီနားမှာခုပလေယုံလဲထားပေးထားပါတယ်အဲအမှားကိုကျွန်တော်လူပြောက်စီရင်ကျွန်တော်တို့ကအမှုဖြင့်တိုင်ကြရမယ်အဲ့ဒါမှသာကျွန်တော်တို့တွေကတောက်ဆုံးသူရဲ့အကြောင်းအချက်လက်ကိုရမှာပါအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ရအမှုဖြင့်တိုင်ကြဖို့ကအရင်ဆက်ဆဲသွားလိုက်မယ်ဘယ်နှယောက်ရှိလို့ရှိမှမသိဖြစ်နေမယ် ဟုတ်ကဲ့ပါကိုနောက်ဆုံးနေ့တော့ထပ်ပြီးတော့ဖြည့်ဆွက်ပြီးဗာမြန်ပြောချင်ပါသေးလဲခင်ဗျာအာနောက်ဆုံးနေ့တော့ဗျာကျွန်တော်တို့ဒီဖိုင်းထဲမှာရှိနေတဲ့မိသားစုပဲဖြစ်ဖြစ်အဆွေမျိုးပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်เนาะဒီကိုစိတ်ထဲမှာမတင်ကောင်းဖြစ်တယ်ဒီလူနဲ့ဆက်သွယ်မရဘူးဆိုရင်ကျွန်တော်တို့ဖိုင်းဒီလူလာခဲ့ပါလာပြီးတော့သူတို့ရဲ့ဓာတ်ပုံကြီးတွေရှိရင်လာပြပါပြပြီးတော့ကျွန်တော်တို့အမှုတိုင်ကြားပြခြင်းလေဒါမှသာကျွန်တော်လူကြောက်စင်ရင်းထဲမှာကျွန်တော်ထည့်လို့ရမှာဖြစ်တဲ့ပုံစံ ဟုတ်ကဲ့အဲ့ဒီလောက်ပါပဲကျွန်တော်အနေနဲ့ဟုတ်ကဲ့ဖြည့်ဖြည့်ရကျေးဇူးတင်ပါတယ်ကို